6 days on from Hong Kong's worst fire in over 70 Hong Kong မှာနှစ်ခု၂၀ကျော်အတွင်းအစိုးဆုံးမိလာမှုဖြစ်ပွားခဲ့ပြီး6ရက်ကြာမှာ Wildfire Court မိလာမှုနဲ့ပတ်သက်ပြီး ဆိုရကလွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းမယ်လို့ကြေညာခဲ့ပါတယ်။လူတရား90ကျော်သေဆုံးခဲ့ရတဲ့ဒီမီလောင်မှုဟာဟောင်ကောင်ရဲ့မီးဝဲလုံခြုံရေးစီးမြင်တွေအားနည်းမှုပေါ်လူထုကအပြင်းထန်ဝေဖန်နေကြပြီးပြည်ဝင်ထိန်းသိမ်းလုပ်ငန်းတွေမှာလည်းမီးတဲ့မခံနိုင်တဲ့ပစ္စည်းတွေအသုံးပြုခဲ့လို့မီးအလင်းအမြန်ပြန့်နှံ့ခဲ့တာကိုလည်းပြစ်တင်ပြောဆိုမှုတွေရှိနေပါတယ်။ဟောင်ကောင်အုပ်ချုပ်ရေးမှူးဂျွန်လီကဟောင်ကောင်ဆိုရဟာဆောက်လုပ်ရေးကဏ္ဍမှာထိရောက်တဲ့ပြည်ပင်ပြောင်းလဲမှုတွေပြုလုပ်သွားမှာဖြစ်ပြီးသေဆုံးသူတွေအတွက်တရားမျှတမှုရရှိအောင်ဆောင်ရွက်ပေးမယ်လို့ကြေညာပြုခဲ့ပါတယ်။ pursue accountability ကျိုးစီးပွားနဲ့ပတ်သက်တဲ့အတားစီးတွေကိုကြော်လွှားသွားပါမယ်။တာဝန်ယူမှုတာဝန်ခံမှုရှိအောင်ဆောင်ရွက်ပါမယ်။ဒါကြောင့်ရာဇဝမှုနဲ့မိဘစုံစမ်းစစ်ဆေးမှုတွေဆက်လက်ဆောင်ရွက်နေချိန်မှာပဲဆောက်လုပ်ရေးစနစ်ကိုလည်းပြုပြင်ပြောင်းလဲဖို့နဲ့နာဂတ်မှာအလားတူထိခိုက်ကြေကွဲစရာထပ်မဖြစ်ပွားအောင်ကာကွယ်ဖို့အတွက်ပြည်အောင်ကျေပြန်းတဲ့သုံးသပ်မှုတွေလုပ်ဖို့လွတ်လပ်တဲ့စုံစမ်းရေးကော်မတီတရက်ကိုကျွန်တော်တို့ဖွဲ့စည်းသွားပါမယ်လို့အုပ်ချုပ်ရေးမှူးချုပ်ဂျွန်လီကပြောပါတယ်။လက်ရှိမှာမိလောင်မှုနဲ့ပတ်သက်ပြီးရာဇဝမှုစုံစမ်းစစ်ဆေးမှုနှစ်ခုပေါ်ပေါက်လာပါတယ်။ အကောင်ရဲတပ်ဖွဲ့ဟာလူသေးစင်မှုတန်တရားနဲ့လူဆက်လေးဦးကိုဖမ်းဆီးထားပြီးအချိန်ထဲမှာပဲအဆအုံပြုပြင်မုံမှန်မှုအတွက်ဒေနာခေါ်ယူမှုလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးအဂရီတိုက်ဖြတ်ရေးလွတ်လပ်သောကော်မရှင်ကလည်းလူဆက်တအုပ်ကိုဖမ်းဆီးခဲ့ပါတယ်။ဒီအဆအုံမုံမှန်ပြင်ဆင်ရေးနဲ့ပတ်သက်လို့မြို့ကန်တွေကလွန်ခဲ့တဲ့၁၈လအတွင်းအချိန်ချင်းတိုင်ကြားမှုတွေရှိခဲ့ပါတယ်။ဒီနှစ်လနေမှာဟောင်ကောင်မြို့ကန်တွေဟာစိုက်ပိုရက်ကွက်မိလာမှုဖြစ်ခဲ့တဲ့အင်အားဝင်းရှိမှပန်းစည်းတွေလာချတဲ့ပြည်သူတွေရဲ့နာကျင်ပူဆွေးမှုကို မြင်တွေ့ခဲ့ရပါတယ်။ဒီမိလောင်မှုနဲ့ပတ်သက်ပြီးဟောင်ကောင်အစိုးရကိုပြစ်ပြင်ဝေဖန်သူတွေကိုဖမ်းဆီးနိုင်နေမှုကိစ္စကလည်းပေါ်ပေါက်လာပါတယ်။ဟောင်ကောင်မြို့သားလူကြုံရဲတပ်ဖွဲ့ဟာမိလာမှုနဲ့ပတ်သက်ပြီးပြည်သူစုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့အွန်လိုင်းသနားခန်းစာဖြန့်ဝေသူဟောင်ကောင်ဒီမိုကရေစီရဲ့တက်ကြွလှရှားသူခရိုင်ကောင်စီဝင်ဟောင်းတဦးပါဝင်လူ၃ဦးကိုဖမ်းဆီးခဲ့ပါတယ်။သူတို့ကိုဆိုရအကြီးညိုဖြန့်မှုနဲ့ဖမ်းဆီးခဲ့တယ်လို့ဒေသခံမီဒီယာတွေမှာဖော်ပြကြပါတယ်ရှင်။ are accused of sedition.